မြန်မာပြည်မှာဘေးမျိုးမျိုးတွေတင်နေတယ်ပြီးတော့မြန်မာပြည်အသူတွေကတော့နှလုံးစိတ်ဝင်ပြပန်နေကြရဆိုပြီးပါတယ်ခေါလုံးကမြန်မာပြည်မှာဆိုလို့ရှိရင်စာဝတ်နေကြီးကလည်းအဲခက်ခဲကြတာတော့မှန်ပါတယ်ပြီးရင်အကြက်တဲတွေရှိရမှန်ပါတယ်ဒါပေမဲ့ဒီနောက်ထိတော့တဘာဝဘေးရနေဆိုရင်စစ်ပေးလည်းမရှိဘူးပေါ့နော်အဲ့တော့မိတို့ကပိုကောင်းတဲ့မြန်မာနိုင်ငံဖြစ်ဖြစ်ရှင်ပါတယ်စီးလုံးညွန့်တဲ့မြန်မာနိုင်ငံဖြစ်ဖြစ်ရှင်ပါတယ်အဲ့ဒီတွေ့တယောက်နဲ့တယောက်ရန်ယူထားတာ၄ပြီးလို့ရှိရင်အနိုင်ကျင့်ပူကြတာ၄ အဲအဲ့လိုမျိုးပေါ့နော်ချင်းချင်းဆင်းရဲခြင်းကိုလိုရတာတွေမဖြစ်စေချင်တော့ပါဘူးအလုံးလူချင်းချင်းနဲ့တယောက်တယောက်ချင်းချင်းနဲ့တိုင်နဲ့ကူညီဖိမကြဖြစ်ချင်ပါတယ်ဘာသာလူမျိုးတွေမခွဲခြားပဲနဲ့အသေးရွယ်ခွဲခြားပဲနဲ့ချင်းချင်းတယောက်တယောက်နဲ့ ဘာလို့လဲဘာကူညီရမလဲအဆင်ပြေရဲ့လားစိတ်ချမ်းသာရဲ့လားမင်္ဂလာပါရှင်စတာလေးတွေပြန်ကြားချင်ပါတယ်ပြီးရင်လည်းဒီစာဝတ်နေရေးတွေအကုန်လုံးအဆင်ပြေပြီးတော့တရားဓမ္မကိုအားထုတ်ပြီးတော့သူတော်ကောင်းတရားအစီအစဉ်နဲ့စီချင်ပါတယ်မတ်ဖို့နိဗ္ဗာန်ကိုရောက်အောင်ရှောင်းနှန်းစီချင်ပါတယ်လူပွားရောက်လာတာကတကယ်တော့ကောင်းမှုကုသိုလ်တွေတိုးတည်တဲ့တဲ့မြင့်တည်တဲ့မြင့်မြင့်အောင်လုပ်ပြီးတန်လျာလည်တဲ့အခါမှာလည်းပေါပေါပပချင်းချင်းတက်တာဖြစ်စေချင်တာပါအခုလက်ရှိဘဝမှာလည်းရှင်တန်ကြီးရဲ့ကာလမှာအစစ်ချမ်းသာကိုချမ်းသာနဲ့ အာလောမီတာဆိုတွေပြောပြောရှင်ရှိစေချင်ပါတယ်အခုမြန်မာပြည်မှာဘာဖြစ်နေကြလဲဆိုတော့အမတယောက်ကလည်းပြောတယ်ဆရာတော်ကြီးကလည်းပြောတယ်ပေါ့နော်ဘေးလီဘာတင်နေတာပါတဲ့ဆိုတော့အဲဒီဒီဒီအခုပေါ့နော်ဒီမှာဘာတွေလုပ်ရမလဲဆိုတဲ့ဟာကိုဗုဒ္ဓဘာသာတွေကလည်းအဲ ကိုကြီးလည်းရောက်ကူညီကူညီနေကြတယ်ငွေကြေးရတဲ့ကူညီတယ်ပေစိမ်းနေတော့သွားပြီးကူညီကြတယ်တိပင်းမျိုးဆောင်ရံရှောင်ရံလေးကိုလည်းဆက်ပြီးလုပ်ကြမှာဖြစ်ပါတယ်မျိုးကတော့ဗုဒ္ဓဘာသာဖြစ်တဲ့အတွက်တေချာပေါင်းမြတ်တန်နဲ့ရှင်တဲ့ဟာလေးပြင်ခင်မဆိုတရားလေးပါတယ်မျိုးအဲ့ဒါလေးဖြတ်ပြီးတော့ဒီလေးလာจิตတုံးရမှာဖြစ်ပါတယ် ဒေါသတွေလည်းထွက်ခဲ့ကြပြီအဲဆန့်ကျင်တဲ့ဘီပေါ့နော်နံပါတ်1ကတော့ဘီလေးပိုင်းမှာတစ်ဆန့်ကျင်တဲ့ဘီနှစ်ကညှိခုံမှုတွေတုံးကနှလုံးခုလောင်တော့ဘီလေးရဆင်းရဲစေလို့တော့ဘူးပေါ့နော်အဲ့လိုဖြစ်ရတော့ကြောက်ရကြောက်နဲ့မတည့်ချတော့ဘူးညှိခုံကြပြီဆိုတော့ခါကြတော့လောဘဆိုဒေါသဆိုမောဟဆိုဖြစ်တာပေါ့လေအဲ့တော့အခုဆိုလို့ရှိရင်မိကဒီထိုင်းနိုင်ငံဘန်ကောက်မြို့မှာရောက်နေတယ်ရောက်ရှိနေတဲ့အခါမှာရာသီဥတုအရန်ပူလေဒီနိုင်ငံကဘန်ကောက်ကအရန်ပူလေပေါ့နော်ဘယ်လိုပူတာမျိုးလဲဆိုတော့ တပ်ပေါင်းကိုအရင်မှထည့်ပြီးတော့အဲ့လိုခန်းသလိုခေါင်းနဲ့ကိုက်ပြီးပို့ပူတာပေါ့နော်သူက aircon မှာရှိတဲ့ exhaust fan တွေကတောက်လျှောက်တောက်လျှောက်ပူနေတော့တမျိုးလုံးကအဲ့လေဘူးတွေကြီးပဲဖြစ်နေတာပေါ့နော်ဒါကြောင့်သူတို့နိုင်ငံကလက်ပင်တွေအများကြီးရှိရနိုင်တယ်ရေကန်တွေလည်းရှိရပေါ့နော်တဘာဝကိုထိမ့်သိမ့်နေတော့ပန်းလည်းမကူရအောင်ပင်တွေလည်းမခိုးရအောင်ဒါပင်ရင်ကိုယ်တိုင်ကမကြိုက်လို့ဥပဒေပြဋ္ဌာန်းတာဒီလိုနိုင်ငံမှာတအားပူလို့ဘာလို့ဆိုအိမ်တိုင်းအိမ်တိုင်းက aircon ဖွင့်နေကားတိုင်းကားတိုင်းက aircon နေနေဖြစ်တယ်အဲ့တော့မိကတော့တဘာဝလေကိုကြိုက်တဲ့အတွက် ားစီးရင်တော့မှတဘာဝလေးဒီစီးတဲ့ကားနဲ့ဆိုလည်းမရအဆင်ပြေတယ်ပြီးရင်အိမ်ထဲမှာနေလို့ရှိရင်လည်းတဘာဝလေးအတိုင်းပဲအကောင်ဖွင့်ကြမှုပဲနဲ့ဘာလို့ဖိုးပူတယ်လို့ပဲသူများရဲ့ပုံမှာပေါ့ကိုကြောက်တဲ့အိမ်လေးပတ်ဝန်းကျင်ညာပုံညာမျိုးမကြမဖြစ်စေချင်ဘူးပေါ့နော်။နောက်မီတာခလည်းကုန်တယ်ပေါ့အဲ့တော့တက်နေတဲ့များတော့မီလိုကကြင်ကြင်ခံပြီးအခုတောင်နေကြရင်မြန်မာဖြစ်တဲ့အတွက်တနခါလေးနဲ့မီတို့ဘုံတနခါလေးညီမချိုးပြီးတော့ခါကြကိုရဲ့ခန္ဓာမူလေးကိုအေးအောင်လို့ချန်ဆန်ပြီးတော့မီတို့က အင်ဂျီဆိုတဲ့အဲ့လိုအေးအေးလေးကိုကြားရပေါ့နော်အဲ့တော့ခုနလိုမျိုးကိုနေတဲ့နိုင်ငံမှာတော့ဘာရှိလဲဆိုတော့မမာတော့မဟုတ်ဘူးတို့ကတော့ဒီအိမ်နိုင်လမ်းတိုင်းမှာနှက်ကွန်းလေးတွေရှိအဲ့နှက်ကွန်းနေ့တိုင်းတို့ကအချွေကတ်တယ်ပေါ့နော်အချွေကတ်တယ်အမွှေးတိုင်းထွန်းတယ် အဲတော့ remote လေးပါရင်တို့က flu ကြရပေါ့နော်ပြီးတို့ကနက်ကိုပွင့်မှာ immediate အစွဲလန်းကြီးရဲ့ကတို့ကတခုခုဆိုနက်ကိုပဲတိုင်ခဲ့ကြရတယ်ဖျားကဒီလောက်အိမ်ထဲမှာမရှိကြဘူးဖျားကြတော့မိကြည့်ရတော့ secondary ဖြစ်နေရလို့ထင်ရတယ်ပေါ့နော်မိတို့ကြတော့ဖျားက priority နက်ဆိုဖျားအဓိကပဲဖျားပြီးလို့ရှိရင်တရားတွေနားတယ်တရားစာတွေဖတ်တယ်ပြီးရင်တရားတွေလိုက်နာကျင့်သုံးကြတယ် ပြီးတော့မိတို့ကတန်ခါတော့ရှင်သူမြတ်တွေကိုပင့်တယ်တန်ခါတော့ရှင်သူမြတ်တွေဆီကမပင့်နိုင်လဲ online ကနေပြီးတော့ဖုံးဖုံးနေနဲ့တရားဆွေးနွေးကြတယ်ဖုံးဖုံးနေနဲ့တိုင်ပေကြတယ်ဘောပါရေးရရစီးပွားရေးရစားတိုင်ပေစီးပွားနဲ့ကုသိုလ်ပေါင်းထားတယ်ပေါ့အိမ်အောင်တဲ့ဆိုတဲ့အိမ်အောင်ရင်းနဲ့မိသားစုဆိုတဲ့မိသားစုနဲ့ကုသိုလ်နဲ့အများအားပေါင်းမိနေကြတယ်ပေါ့တီလာတွေကိုလည်းစောက်ကြည့်ကြတယ်ခါကြီးရက်ဒီမှာဥပုပ်စောက်ကြတာမိတို့တွေရဲ့ဗုဒ္ဓဘာသာရဲ့ live တွေကဘယ်နိုင်ငံရောက်ရောက်အဲ့ဒီလိုပဲမိတို့ကပါသွားကြတာပေါ့နော် ဆိုတော့ဒီဘက်ရောက်တော့လေအဲအဲ့ဒီလိုလေးပဲမိဘကနေချင်တယ်အဲ့တော့ဒီဘက်မှာဘာဇောတွေရှိလို့ဆိုလောဘဇောတအားများရေလောဘဇောလောဘကြောင့်မလိုလိုချင်တာတွေများတယ်လိုချင်တာမရတော့ဒေါသတွေဖြစ်ကြတယ်ဒေါသတွေဖြစ်ကြတော့ခါကြတော့ဟိုကောင်းနေဆိုတာမခွဲခြားနိုင်မယ်မောဟဥစည်းကြတာရှိရနော်ခါရာကစိတ်တွေများတယ်ပေါ့နော်အဲ့တော့ gender တွေဆိုလို့ရှိရင်မျိုးစုံရှိတယ်ပေါ့နော်အဲ့တော့ဒီမှာရှိတဲ့ target လူမှုရေးနဲ့ဒီပတ်ဝန်းကျင်ကကြတော့လေတမျိုးပေါ့နော်ဒါပေမဲ့သူတို့တွေမှာကြတော့ဒီ လူချင်းဝတ်နဲ့စီကန်းလေးတွေကတော့ထိနေကြတော့မယ်ပေါ့နော်အဲ့လိုတဘာဝပတ်ဝန်းကျင်ထိနေတဲ့တောကောင်တတော်လေးထင်ဆိုဒီဘက်မှာဆိုဂျိုးလေးတွေမျိုးမမြင်ရတော့ဘူးအဲ့ဒီတွေ့ရရဲပေါ့နော်ပြီးရင်အဲဖွတ်ကြီးတွေပေါ့နော်အဲ့မျိုးဆိုတဲ့မျိုးမမြင်ရတော့တဲ့တတော်လေးဒီဘက်မှာတွေ့ရရဲပေါ့နော်ဆိုတတော်လေးကြီးတွေရတယ်ဒီမှာပြောကြရဲပန်းလေးဆိုလဲပွင့်နေအဲ့လက်နိုင်မှာပန်းနေရပွင့်နေတာသူကအစီအစဉ်တကျတစ်ပင်တူဆိုလဲစိုက်ကြပေါ့နော်ဆိုတော့ တတော်များများကတော့ infrastructure တွေကောင်းတယ်မိဆိုလည်းအများလေးနေရပါတော့။ဒါကြီးအားကျစရာကောင်းတယ်မြို့ပေါ်ထပ်ပါတာနိုင်ငံဖြစ်ပြီးတော့အဲ့ဒီလိုမျိုးတွေနဲ့ရှိခဲ့ရင်တော့မိတို့ကလုံးဝ perfect ဖြစ်နေမှာပြီးရပါတော့။အဲ့တော့မိတို့အစီအမရှိနေတဲ့ပထမ covid ကဆိုပြီးလူတွေအယောင်ကိုပဲစိတ်ထိခိုက်ပြီးတော့နည်းနည်းစိတ် single layer တွေဖြစ်ကြရပါတော့။ဒုတိယအဖြစ်ပါဖြစ်ကြရဆိုတော့အာနာသိမ်းပြီးတဲ့ခါကျတော့မိတို့စစ်တွေဖြစ်ကြရပါတော့။ငင်းခုံတော့ပြီပေါ့။ စံကျင်တော့ပေးညင်ခုံတော့ပေးရကြီးထွန်းလာပြီတတိုင်းပြည်လုံးမှာစင်မီတွေတောင်းတော့ကြဆိုတော့ခဏရောဂါပြေလို့မှာလူတွေအများကြီးဆူလိုက်ပြုံလိုက်တေလွားလာအောင်မနေမိတို့ကရှင်တန်ကြံခဲ့တဲ့အခါတခါစစ်ဖြစ်လိုက်ဘုံနေကြရတယ်ဟပ်ပြီးတော့လူမျိုးတွေကလူသားမျိုးတွေကတုံ့မွားကြရတယ်ကြောက်ကြလဲအမျိုးတွေဆိုရဲရန်နေဖြစ်ပုံကြရပေါ့နော်တူကြိုက်တာကိုကြိုက်တာမတူတော့ပေမဲ့လည်းတကယ်တမ်းကျတော့မိတို့တွေကတအားခံစားမိသားစုထဲမှာတော့မတူပွဲပြားမှုတွေအများများသွားတယ်ပေါ့နော်ချိုးမိသားစုတွေဆိုပြန်မစုံကြတော့အဲ့တော့ဒီစစ်ကြီးကခုထက်ကြီးဖြစ်နေတော့မယ် ไอ้ဖြစ်နေတဲ့အချိန်မှာတခါအခုငလီမီးကဆိုးဆိုးရွားရွားဖြစ်သွားတာပေါ့เนาะဆိုတော့အနိဋ္ဌာယုံကြီးကလူပေါင်းများစွာအခုချိန်ထိဖြစ်နေဆိုတော့မိဖို့ဘာသွားဖြစ်တည်ရဆိုမျက်စွာဖျက်ရှင်တဲ့ဝေတာလီပြီး ူကိုသွားတတိရရပေါ့နော်အဲဝိသလီပြီမှာဆိုရင်လူရောင်ဖန်ဆင်းထားတဲ့ဘလူးတွေတဆေတရေပိတ်တာကြီးကဒီအလောင်းကောင်တွေများလာတဲ့ခါကျတော့အဲအလောင်းကောင်တွေသူကစားကြတာပေါ့ရက်ခွက်ထဲမှာဆိုတော့လူလို့ပဲထင်ရတယ်ပေါ့သွားလာနေရပေါ့ဒါပေမဲ့ဘလူးတွေဖြစ်နေတာပေါ့နော်သူကဒီလူတွေကိုပုတ်ကပ်ပြီးဆက်ဒီလိုမျိုးအနစ်ထာယုံတွေများလာတဲ့ခါမှာဒါတွေကဝင်ရောက်လာကြတာများတယ်ပေါ့အဲ့တော့မိတို့ကကာကွယ်ရမှာပရိယန္တာတွေလုပ်ရတယ်ပေါ့ပုဒ္ဓဘာသာတွေဖြစ်တဲ့ပြီးတော့မိတို့မှာကတော့ကိုယ်ကွယ်ရဘုရားတရားတန်ခါရေနာတဲ့တုံမှာမြတ်စွာဘုရားထားခဲ့တဲ့နန်းစင်တိုင်းဆက် က်သွားရတယ်။အဲ့တော့လူတွေချစ်အောင်လည်းအချင်းချင်းညီညွတ်အောင်ပြန်နေရတယ်။လူချင်းချင်းမြတ်တာကိုရတယ်။လူတွေနဲ့နဲ့တည်းလေမိတာပွဲကိုမှကိုရဲ့ကိုဆောင်နဲ့နဲ့သူ့ရဲ့ကိုဆောင်နဲ့ကိုနဲ့သူနဲ့ရံဖြစ်ထားပြီဆိုရင်ကိုဆောင်နဲ့အချင်းချင်းနဲ့မတည့်ကြတော့ဘူးပေါ့နော်အဲ့တော့မိတို့အချင်းချင်းပြန်ပြီးမှအဲတယောက်တယောက်ချစ်ကြည်လာအောင်တချို့ဆိုရင်တကယ်ကိုမှိုက်တိုက်ထားပြီးပျော်ကဝင်နေတယ်လို့ကြည့်လိုက်တာနဲ့မဟုတ်ဘူးမချစ်တော့ဘူးဆိုရင်အရာအားလုံးကဘာမှပိုလေဟိုမမှန်မှုကြည့်ကြွယ်ချင်တာသူဘလောက်ကောင်းကောင်းအကောင်းမမြင်တော့ဘူးပေါ့နော်အဓိကကတော့အဲ့ဒါမချစ်ဘူး မုန်းလို့ပေါ့နော်အဲ့တော့ကိုယ့်ဘက်ကဘယ်လောက်ကြီးကောင်းအောင်လုပ်နေ तू ကတကဝင်မကြဘူးအဲ့လိုမကြဘူးဆိုကြတယ်ကိုယ်မချစ်လို့ဖြစ်တဲ့ကိစ္စအဲ့တော့ကြောက်ရတောင်ချစ်ချင်းမြတ်တာပြန်ပြီးသွားမယ်ကိုချင်းစာတဲ့အခုဆိုကူနေကြခဲ့နေကြတာကပြန်ကောင်းသွားပြီအားလုံးမြင်သွားပြီဆိုနေဒီတိုင်းဆက်ပြီးကောင်းသွားနောက်ထပ်ဘေးဆိုးတစ်မျိုးမလာစေချင်တော့ဘူးပေါ့နော်အဲ့ဒါကိုအခြေတွင်းရှင်းပြထားတဲ့တရားလေးကိုမိသားပြင်းနေခွင့်ပေးပါမယ်အဲ့တော့ဆရာတော်ကပြောတဲ့ တိုင်လူချင်းဝတ်တွေညီလို့ရှိရင် net တွေကတောင်ရှိပိုးပါတယ်တဲ့ net တွေကလေးစားတယ်ပြီးရင် net တွေကိုလည်းအတိအမှတ်ပြုပေးပါတဲ့အဲ့တော့သူတို့ကြိုက်တဲ့ဟာနဲ့ကိုယ့်အိမ်ကိုဧည့်သည်လာသလိုပဲပေါ့နော်ကိုမြင်မှပြီမှရှိနေတဲ့ရုပ်ကစိုးနဲ့ကိုမစိုးနဲ့လမ်းဆောင်နဲ့အိမ်ဆောင်နဲ့ခြံဆောင်နဲ့တူမေတ္တာပို့ပေးမယ်ကိုယ်ကောင်းမှုကုသိုလ်လုပ်တာမေတ္တာပို့မယ်ပြီးရင်လည်းသူတို့ကိုဒီဟိုကပေါ့နော်အပင်နေဆိုမခုတ်ဘူးပြီးရင်သူတို့ရှိတယ်ဆိုလို့ရှိရင်လည်းမိကအမွေးတိုင်းလေးတွေသူတို့ကြိုက်တဲ့ဒီထထောက်ရော့ ဲငကားဆွေနဲ့သူတို့စားကြိုက်နေတတ်တဲ့အရာလေးတွေပေါ့နော်ဒါမျိုးလေးတို့ငါးလေးတွေဆိုတဲ့ကျွေးတယ်လို့ပဲပေါ့လေအဲ့လိုမျိုးအဲပူစောပတ်တာလာမျိုးတော့ရတယ်ကိုယ်ကွယ်ဘောတော့မလိုပါဘူးတဲ့တရဏကုန်ဖြစ်တတ်လို့ပါတယ်အဲ့တော့ဒီထဲမှာဆိုလို့ရှိရင်နောက်ထပ်ငလျင်ဘေးအတွက်ဒီရာသီဥတုတဘာဝဘေးဆိုးတွေမဖြစ်အောင်ငလျင်ဘေးလွတ်တဲ့အခါဆရာတော်ကပူဇော်ပေးထားတာလေးမိထက်တည်ပြီးပြင်နောက်မျိုးတော့အခုလူသားနေနေကတော့ဒီမြန်မာပြည်သူပြည်သားတွေအတွက်ကိုဘာတွေပူဇော်ပေးနေလဲဆိုတော့ရတနာတို့ပူဇော်ပေးနေပါတယ် အတနာဒီရတော့ဥဆိုပြီးပါတယ်ညတိုင်းညတိုင်းပေါ့နော်အဲ့ဒါအဋ္ဌခံနဲ့တလားဆိုလဲတလားပေါ့အဲ့ဒီမှာအားလုံးကောင်းပါစေကဲစင်နိုင်ပါစေပေါ့အားလုံးမြန်မာပြည်လည်းငင်းချမ်းပါစေကိုယ်တိုင်လည်းငင်းချမ်းပေးရစေပေါ့ရောက်တဲ့နိုင်ငံမှာလေကိုယ့်အတွက်လည်းကိကင်းလုံးချုံနဲ့ယရနာတော့အတနာဒီရတော့ငငင်းပြီးလွတ်ခါထား နောက်ခါကျဆက်ကတုတ်ဆက်ကတုတ်ကတော့ပါဠိတော်အရှိကြီးဖြစ်တဲ့ drummy လို့ကတော့မရွတ်နိုင်ဘူးဆရာတော်ဘုရားပူဇော်ပေးထားတဲ့ original မျိုးပြန်တည်ပေးမယ်ပြီးလို့ရှင်စကိုရဲ့စီးပွားအတွက်ရေတိကြီးဥခန်ကြီးရဲ့မျက်စွာဘုရားရှင်ရဲ့ခုံတော်ဆက်တော့ပါအရဟံတိအန္နာစီရဲ့သူကတဲ့အမိတံဝိရဇံလာလိတဲ့အချုလင်းစရဲနဲ့တိလူပတ္တမီရေမေကဒုက္ခတဲ့တရဏပဏမမရှိတာပေါ့နော်အဲ့ဒါလေးကိုဗတိနဲ့တရားရှိချင်းတချင်းတော့ပူဇော်လိုက်တဲ့ဆိုရင်တမာဒီဆွမ်းဟာနဲ့တက်လာတယ်ပြီးကိုရဲ့စိတ်ထဲမှာအညစ်အကြေးရှိရဆိုတဲ့ဘုရားခုံတက်တည်နဲ့ ပူဇော်ပိတာဖြစ်တယ်ပေါ့နော်ဘုရားကောင်ပူဇော်ပိတာဖြစ်တယ်အဲ့ဒါလေးကိုတော့မီလိုဆက်ပြီးတော့ရှင်းသုံးကြမှာလိုက်နာကြမယ်လူချင်းမှုတွေလည်းစောင့်စောင့်ထင်းကြမှာဖြစ်ပါတယ်အဲ့တော့မိဘနဲ့တာသမီးချင်းကိုဆရာနဲ့တပည့်ချင်းကိုမိတ်ဆွေချင်းကိုပြီးရင်ယဟန်နဲ့ဒါကတက္ကမရဲ့ချင်းကိုနောက်ကအလုရှင်လုတ္တမပေါ့နော်ကျမဆိုတော့ခုနကအလုရှင်အလုတ္တမနဲ့ပတ်သက်တာလေမိဘနဲ့ တာသမီးကျင့်ဝတ်တွေနေနဲ့မရကျင့်ဝတ်တွေအကုန်လုံးအဆရာတကာပေါ့နော်သူကလည်းသူအတိုင်းဝိုင်းမှာရှိတယ်လူမှုပတ်ဝန်းကျင်မှာရှိရတဲ့ကျင့်ဝတ်တွေပေါ့နော်ညီပဲဆိုလို့ရှိရင် net တွေရောလူတွေရောချစ်ခင်ပြီးတော့မျိုးဒီတန်းကြီးကပြန်လဲတာယာဝါပြောရမှာဖြစ်ပါလေအဲ့တော့ဒီအခုမိလုံးရမယ်ကျင့်ရမယ်လူကျင့်ဝတ်တွေကိုလူသားတွေကကျင့်မယ်အဲ net တွေကလည်းသူတို့ကဆောက်ရှောက်နေကြတဲ့လူတွေကိုတော့ကောက်ချစ်ချစ်ခင်ခင်ဆောက်ရှောက်ကြမယ်ဆိုရင်မျိုး တိုင်းပြီးတော့ကဘာကြီးရောသူ့နေရာနဲ့သူအဲပြန်ပြီးတော့တာယာဘာပြောလာမှာဖြစ်ပါရဲ့ပေါ့နော်အခုဒီဘန်ကောက်မှာထိုင်းနိုင်ငံရောက်တဲ့အခါမှာတော့တေချာဘောက်သူတို့ကအာဒီဒေဟာစနစ်ပေါ့အဲ့ဒါကိုလည်းထိန်းသိမ်းကြတာတွေ့တယ်။ပတ်ဝန်းကျင်ကိုလည်းထိန်းသိမ်းကြတာတွေ့တယ်။အရင်ကြီးတော့တန်ရှင်းနေတဲ့မျိုးကြီးတော့မဟုတ်ဘူးပေါ့နော်။သူ့မှာလည်းအမိုက်တွေကြွက်တွေတော့တွေ့ပါရဲ့ပေါ့နော်။အဲသူ့ထဲတားတဲ့နိုင်ငံတွေလည်းအများကြီးရှိရပေါ့အဲ့နိုင်ငံတွေမှာဆိုလူတွေကလေတဘာဝပေးစိုး NDA တွေလည်း နေပါကြရယ်ပေါ့နော်ဖြစ်လေဖြစ်တော့ဖြစ်တယ်ဒါပေမဲ့တို့ရယ်ဖြစ်နေအခုညီတွေကအများကြီးရောက်လာကြရယ်ပေါ့ဒီလိုတိုင်းကြီးကြတော့မဖြစ်လို့သာတော်သေးရပေါ့ဖြစ်ရင်တော့အခုလိုပဲအစုလိုက်ပြုံလိုက်ထောင်ချီပြီးတော့တင့်ချီပြီးတေးတေးကြီးချက်ပြက်စီကြရတာပေါ့နော်အဲအကြောင်းမလို့အခုဒီမိတို့ဆက်ပြီးတော့ပူဇော်ကြမယ်အဲယေရနာတုတ်အာတာနာဒီယာတုတ်အာတာနာဒီယာတုတ်ဆိုတာစုလောကမဟာရဲ့နတ်မင်းကြီးတွေရဲ့အဆောက်အအုံကိုခံယူတာပေါ့နော် ဖျားရှင်လက်ထက်မှာလည်းတကယ်ကိုပဲဒီဖျားရဲ့အဆုံးအမကိုလိုက်နာတဲ့သူတွေကိုဒီ net ဆိုးတွေကမနှောက်ယှက်မဖြစ်စေနိုင်အောင်ဘီလူးဆိုးတွေကမနှောက်ယှက်မဖြစ်စေနိုင်အောင်လို့သူကအကာအကွယ်ယူပေးရစေဆိုဖျားစီမှာအာနာတောင်းထားတဲ့ပုံပုံကြီးတွေဖြစ်တယ်ပေါ့အရိယာကြီးတွေဖြစ်ပါတယ်အဲ့တော့ခါကျတော့ဒီ net မင်းကြီးတွေကိုလည်းသူကမေတ္တာပို့ကြမယ်သူတို့ကိုမှန်းပြီးတော့မှကုသိုလ်လုပ်တိုင်းမေတ္တာပို့မယ်အမျှဝင်မယ်ကုသိုလ်မျှသူတို့အကုသိုလ်တွေကိုလည်းတာတုခေါ်ကြခေါ်ဆိုကြမယ်ပြီးရင်လည်းသိမ့်မှန်းနဲ့ပေါ့နော် အမွေးတိုင်းလေးတွေနောက်ခါကျတော့ဉန်ဆောင်နဲ့မျိုးဆောင်နဲ့ရွာဆောင်နဲ့ဆိုတော့ဒီအဲဒီပုံသားတွေပေါ့နော်တချို့ဆိုရင်တော့လေဟိုနတ်တကူတော့ရှိရပေါ့ပိတ်တာဖြစ်နေတာမျိုးတွေလည်းရှိရပေါ့နော်အဲ့လိုမျိုးဆိုလည်းပြီးတော့အမွေးတိုင်းလေးတွေနဲ့အဲသူတို့အတွက်ကိုဒီဒီစစာဘူတောက်ဖို့အဲအဲ့လိုမျိုးမုတ်လေးတွေပေါ့နော်တခုခုအဲ့လိုမျိုးအဲသူတို့ဖလူတန်းပေးကြတာမျိုးပေါ့နော်လုံးလုံးရပါတယ်မြစ်တာပို့လို့လည်းရပါတယ်ပေါ့နော်အဲ့ဒါပြီးရင်တော့ဒီ ကိုအိမ်မှာ NDA ကင်းဖို့အတွက်နေ့တိုင်းပူဇော်ရမယ်ပရိတ်ကြီးတွေလည်းတောက်ရမယ်မဖြစ်မနေတောက်ရမှာပေါ့နော်ပရိတ်ပူဇော်ထားမယ်ဆရာကြီးတွေပူဇော်ထားတဲ့ပရိတ်တွေဆိုလို့ရှိရင်လည်းအဲတင်းဆရာစီမှာရေမှုသွားထူထူပြီးလို့ရှိရင်အဲပုံပုံမှာမြစ်တာပိုတက်စာပြူပြီးပြီးဆိုအဲမှာ break ဒီပိုင်းပူဇော်ထားတာပြန်ယူပြီးအိမ်မှာတောက်မိသားစုတွေတောက်ကြဖြန်းချပေါ်မှာအဲဒါမျိုးရှေးထုံးလဲမပယ်နဲ့အကုန်လုံးပညာရှိသူတို့ကောင်းနေစီမံထားတဲ့အတိုင်းသူကလုပ်ရမှာကံကောင်းတာကဗုဒ္ဓဘာသာ ဉာဏ်ဖြစ်တဲ့အတွက်မြို့တို့မှာကာကွယ်ရေးနည်းတွေအများရှိတယ်မြင်အဲ့မမြင်အဲ့တွေရောမြင်ရတာတွေရောအဲ့ဒါတွေပေါင်းလိုက်မယ်ဆိုရင်တော့မြို့ကတော်တော်ကြီးကိုအဲတိုင်းဒီတာရောင်ကပြောလာမယ်ဟာတွေအခုစစ်မဲ့ပြီးတွေလည်းငိမ့်စေခြင်းပြီးငိမ့်ပါစေအင်းပြီးရင်ဒီ နာကမြန်မာပြည်အတွက်ကောင်းနေပေါ့နော်အဲလမ်းစဉ်စနစ်ကောင်းနေပြီးတော့ဖြစ်စေချင်တယ်ပြီးလို့ရှိရင်မျိုးတို့ဒီတိုင်းပြည်မှာအေးချမ်းချမ်းနဲ့နေပြီးတော့စီးပွားရေးတွေလုပ်ပညာရေးကျမကြီးလူတက်ချင်းကြပြီးတော့မှအဲတရားဘာဝနာကိုတမာတိရှိရှိစိတ်အေးချမ်းချမ်းနဲ့အဲကျင့်ကြံနိုင်ကြမယ်ပေါ့နော်ဆရာတော်တွေလည်းဘုန်းတော်ကြီးတွေတန်ခါတော်ရှင်သူမြတ်ကြီးပေါ့နော်သာသနာ့ဝန်ဆောင်တွေပုံလို့လည်းမျိုးပါ ပစ္စည်းတွေပါထောက်ပံ့ရမယ်အဲဟိုပါပေါ့နော်အဲ့လိုမျိုးလေးတွေပြန်ပြီးတော့လုပ်ချင်ပါတယ်ဘုရားဆုံးမနဲ့ညီတဲ့ဗုဒ္ဓဘာသာနိုင်ငံစစ်စစ်ဖြစ်ချင်ပါတယ်ပေါ့နော်အဲ့တော့တခြားဘာသာဝင်တွေကိုရောဆိုတော့တခြားဘာသာဝင်တွေလည်းဒီဘက်ချစ်ချစ်ခင်ခင်စဉ်းသူ့ဘာသာလည်းမစော်ကားကိုယ့်ဘာသာလည်းမစော်ကားဘူးပေါ့နော် ဲ့တော့ဘာသာတိုင်းမှာကောင်းတာလေးတွေယူမယ်ဒီဘက်ဘာသာတွေကောင်းတာလေးယူပြီးတော့မေတို့ကအဲဘာသာလိုမျိုးခွဲကြပဲချစ်ချစ်ခင်ခင်ပြပြရွှေရွှေနဲ့နေထိုင်သွားကြချင်ပါရဲ့အဲ့ဒါလေးကိုမေတို့ကကိုချင်းတရားနဲ့ကိုစပြီးတော့ကျင့်နိုင်တဲ့အရာကိုကငွေမလှူနိုင်ဘူးဆိုရင်တော့မှပဲလှူနိုင်ငွေလှူနိုင်လဲငွေလဲတူ ဒီလူချင်းဝန်ကောင်းတဲ့မေတ္တာစင်တာလည်းဒီပေါ့နော်ငွေမလူနိုင်လို့ဆိုလည်းလူချင်းဝန်ကောင်းမေတ္တာစင်တာဘာဝနာကြွားပြီးတော့သူတို့ကောင်းပြင်စင်နေတိုင်း break day ရန်တိုင်းလုပ်ပြီးတော့အခုဆိုရင်အိမ်တိုင်းတိုင်းတိုင်းမှာတော့ကြာခင်ဒီ parade ပဋ္ဌာန်းနေဆက်ပြီးပူဇော်ကြမှာဖြစ်ပါတယ်ဖြစ်နိုင်ပါတယ်ဆိုတော့ပကြံနဲ့နေပြီဆိုတော့လုပ်နေကြဆိုတော့ဒီနော်အဲ့ဒါတွေလည်းပြန်ပြီးတော့လုပ်ကြမှာပါအဲ့တော့ပို့ပြီးတော့ဒီတဲ့ဆိုးမသွားဘူးနောက်ထပ်ပြီးဆိုအန်ရီမကြောက်ဖို့အတွက်ကိုဗီဒီယိုလေးကိုလည်းဆရာတော်ပူဇော်ထားတဲ့အတိုင်းပြီး original လေးကပြန်ပြီးတော့တင်ပေးပါဦးမယ်ကျေးဇူးအများကြီးတင်ပါတယ်ရှင်